တို့တွေဒီ world အတုံးကိုခဲလိုက်မယ်ဆိုတော့အတိတ်ပဲကလွဲလို့အကြံတဲ့ဟာကိုတိတ်ပြီးတော့ဂယုမဆိုင်ကြဘူးပေါ့နော်အမှန်ကသူ့မှာလည်းတုံးစရာတဲ့အများကြီးရှိပါတယ်ဆိုတော့ဒီနေ့အဲ့ဒါတွေကိုမျှဝေပြင်ချင်ပါတယ်အားလုံးမင်္ဂလာပါအများသူငါလေးလာလို့ရအောင်ဒီဗီဒီယိုလေးကို like and share လေးလုပ်ပေးထားဖို့မမေ့ပါနဲ့နော် world ကိုတို့တွေတော်တော်များများက ခဲလိုက်မယ်ဆိုတဲ့အတိတ်ပဲကိုပဲမှတ်ထားလိမ့်ရှိပါအမှန်တကယ်ကသူ့မှာလည်းသုံးစရာတွေအများကြီးရှိပါသွားလိုက်ကြရအောင် world ကိုဘယ်နေရာမှာသုံးမှာလဲဆိုပြောခင် world ရဲ့ sentence structure လေးကိုအရင်ဆုံးအာတင်ပြပေးပါမယ်ပထမဆုံးဟုတ်ကြောင်းဒုတိယမဟုတ်ကြောင်းတတိယက yes no question စတုတ္ထက tag question ပင်စမက WH question စသဖြင့်အဲ့ဒါတွေကိုမျှဝေပေးချင်ပါတယ်နောက်ဆုံးတစ်ခုကလည်းね yes no question ရောသူ့ကိုဘလို့ပြန်ဖြေမလဲဆိုတာလည်းပါပါအောင်မယ်စားလိုက်ကြရအောင် world go affirmative ဟောက်ကြောင်းပြောတဲ့အချိန်မှာဘလို့တော့မလဲဆိုလို့ရှင် ရှိမှာ subject ပြီးကြရင် word ပြီးကြရင် verb 1ပေါ့เนาะအဲ့ပြီးကြမှာ first stop လေးထည့်ပေါ့တကယ် verb 1နောက်မှာတကယ်လို့ကွာ it ဖြစ်တယ်ဆိုလို့ရှိရင်တခုခုစားဖို့လိုအပ်တယ်ဆိုလို့ရှိရင်အဲ့မှာတခုခုထည့်အောင်ပေါ့နော်တင်းလျော်တယ်လို့လိုအပ်တယ်လို့ထပ်ပြီးတော့ဖြစ်ရမှာဖြစ်ပါတယ်အခုကအတူကျွန်းအပြင် verb လောက်အနေထားကနေရတာဖြစ်ပါတယ်ဥပမာ i would go for a walk နော်အဲ့ပုံစံမျိုးက subject go for a walk ကသူတို့က collocation လေးပေါ့နော်သူတို့ကစုပေါင်းပြီးတော့မှအဓိပ္ပာယ်တခုထွက်တယ်လမ်းလျှောက်ဖို့သွားတယ် ဒီနေရာမှာတို့တွေက sentence structure လေးကိုအရင်ဆုံးသိအောင်လို့မို့လို့သင်ပေးတာဖြစ်ပါတယ်ဆိုတော့ပထမတစ်ခါ subject word plus verb when ပြီးကြတဲ့ full stop i would go for a walk affirmative negative ကျတော့ negative sentence structure negative ရဲ့ဝါကျတိဆောက်ပုံဆိုရင်အာ subject wouldn't ဒါမှမဟုတ် would not ရင်းတော့လည်းပြောပြဖို့ပါတယ် world uh, wouldn't နဲ့ would not ကနှစ်ခုလုံးမဟုတ်ကြောင်းပြောတယ် would not ကစာရေးတဲ့နေရာမျိုးမှာသုံးတာများတယ် wouldn't ကစကားပြောတဲ့နေရာမျိုးမှာသုံးတာများတယ်ဒါတွေကတော့အထူးထွေပြောစရာမလိုဘောနော်ဆိုတော့ uh, subject wouldn't plus vowel 1ပြန်ကြ full stop အဥပမာအနေနဲ့ပြောမယ်ဆိုလို့ရှင် I wouldn't go for a walk နော်ဟုတ်ပြီ yes no question ကြဘလို့လုပ်မလဲ ယက်စနိုး question ဆိုတာအာဟုတ်ချုံလားမဟုတ်လားမေးတဲ့ဟာပေါ့နော်အော်တည်တဲ့အတိုင်းပဲအဲ့ဒါဆိုရင်အကူကိရာကိုရှင်းဆုံးမှာထားမယ် what you you နဲ့မေးပါပေါ့နော် would you go for a walk မင်းလမ်းလျှောက်ထွက်မှာလားနောက်တစ်ခုက tech question တို့တို့ရဲ့ tech question ကသူကလည်းအမေးနာမဝိသေသနာပုတ်တစ်ခုဖြစ်ပါတယ် နောက်ဆက်အမေးပေါ့နော်ဟိုတခါလည်းပြောဖူးတယ်အာဟုတ်တာပြောပြီးတော့မှမဟုတ်ဘူးလားအမေးတဲ့ပုံစံမျိုးပေါ့နော်ဟိုမှာ subject word plus verb ပြီးကြရင်ခမာလေးခိုင်ပြီးတော့မှ wouldn't ပြီးတာနောက်က subject လေးပြန်ဆွဲလာတယ်ပြီးကြရင် question mark လေးထည့်တယ်ဘယ်လိုပြောမလဲ are you will to go for a walk wouldn't you မင်းလမ်းလျှောက်ခေးလမ်းလျှောက်ထွက်မှာနော်မဟုတ်ဘူးလားစသဖြင့်အဲ့လိုပုံစံမျိုးဖြစ်ပါတယ်ဒါက tech question ဟုတ်ပြီ WH question ကြတော့ရော WH question ကတော့ခုနတို့ yes no question ရဲ့ရှေ့မှာ WH လေးထည့်ပေးလိုက်ရုံပဲဆိုတော့က WH ထည့်မယ် WH ဆိုတာ what where how who whom when why စသဖြင့်အဲ့ဒါတွေဒီ WH တွေပဲပေါ့နော်ပြောကြည့်မယ်ဆိုရင် WH word နောက်ပြီးတော့ subject the when question mark where would you go for a walk အဲ့လိုပုံစံမျိုးเนาะဘယ်ကိုအာလမ်းလျှောက်ထွက်มาလဲအဲ့လိုပုံစံမျိုးလဲမိကုန်မောမြန်မာလို့ဆိုလို့ရှိရင် English လို့တမျိုး WH question နောက်တစ်ခုသူတို့တုံးတာရှိသေးတယ် question what လို့လည်းတုံးတယ်အချို့ကကြတော့လဲအာ interrogative adverb ပေါ့เนาะ interrogative adverb လို့လည်းတုံးကြတယ်ပေါ့เนาะဒါဆိုရင်သူရဲ့ structure လည်းတည်ပြီး တို့ရဲ့ဥပမာဝတ်ကြလေတခုချင်းစီလေထဲထားပြီးပြီဆိုတော့ကအခုတခါကသူတို့ဘယ်မှာသုံးတယ်လဲဆိုတာကိုရှင်းပြချင်ပါတယ်သုံးနေတဲ့နေရာမှာအာ past future past future ကဲလိမ့်မယ်ဆိုတာတို့တို့သိခဲ့ရရပါတော့ကဲလိမ့်မယ်နောက်တစ်ခု request ခွန်းတောင်းခြင်းခွန်းပန်ခြင်း invitation အဲ့ဒါကြတော့ဖိတ်ကြားခြင်းသူများတခုခုလုပ်ဖို့ပြောမယ်တခုခုလုပ်ဖို့ဖိတ်ကြားမှာပေါ့နော် make an arrangement ဟိုပါလို့ပဲ well တော့ဟာလို့ပဲအာအစီအစဉ်ချမှတ်ခြင်းတခုခုလုပ်ရန်တိုင်ပင်ခြင်းပေါ့နော်အဲ့ဒါတွေကသူသုံးတဲ့အရာတွေဖြစ်ပါတယ်တခုမှတ်ထားရမှာကဒီ world တီယဉ်ကျေးပြူငါတဲ့နေရာမျိုးမှာ သုံးတာပုံများပါတယ်ပေါ့နော်စကားပြောလို့ဆိုလို့ရှင်ဟုတ်ပြီ past future အတိတ်ဖြစ်ခဲ့တဲ့အခြေအနေခဲလိမ့်မယ်အဲ့ဒီပုံစံမျိုးအရင်သုံးကြအောင်အာဆိုရင် she asks me if i would learn her some money she asked me if i would learn her some money သူမကငါ့ကိုမေးတယ်ငါကသူ့ကိုပတ်ဆိုင်မေးခဲ့တယ်ဗောနော်သူမေးခဲ့တယ်ငါကသူ့ကိုပတ်ဆိုင်ချေခဲ့မလားမချေခဲ့ဘူးလား သူအတိတ်ကအကြောင်းအရာကိုပဲပြောတဲ့ပုံစံမျိုးခဲ့လိမ့်မယ်ဆိုတာเนาะခဲ့မှာလားခဲ့လိမ့်မယ်နောက်တစ်ခုက Jordan said he wouldn't be in the class in time Jordan ကတော့ပြောတယ်သူအတန်းတဲကိုအချိန်မီရောက်လာမှာမဟုတ်ဘူး The teacher told me that she wouldn't come ဆရာတော့ငါ့ကိုပြောခဲ့တယ်သူလာလိမ့်မယ်မဟုတ်ဘူးဆိုလာခဲ့တာဆိုတဲ့ဟာလည်းပြီးပြီပြောခဲ့တာလည်းပြီးပြီအဲ့လိုပုံစံမျိုးနှစ်ခုလုံးဆိုရင်ဒီလိုမျိုး past future ပုံစံမျိုးသုံးရတာပေါ့နော်အခုတစ်ခါက request request ကခွန်းတောင်းခြင်းခွန်းပန်ခြင်းမြန်မာလိုပြပြောရမယ်ဆိုလို့ရှင်ဘာလားဒါလောက်ပါလားလောက်နိုင်မလားလောက်ပါအောင်လားအဲ့လိုပုံစံမျိုးပေါ့နော်မြန်မာလိုပြောမှဆိုလို့ရှင်အဲ့လိုပုံစံမျိုး question mark တော့ပါမှာပါနောက်ကနော် would you give me a hand would you give me a hand ငါကူညီပေးပါအောင်လားကူညီပေးပါလား နာမနာနောက်တကော what you do me a favor ဒါလည်းငါ့ကိုကူညီပေးပါလား ah what you tell tony i called tony ကိုပြောပေးပါလားငါသူ့ကိုခေါ်ခဲ့တယ်ဆိုတာအဲ့လိုပုံစံပါနော်နောက်တော့ would you open the door for me please ကျွန်တော်တို့ဒီကပြတင်းပေါက်လေးဖုံးပေးပါလားတောင်းဆိုတယ်တခုခုလုပ်ဖို့တောင်းဆိုတယ်နောက်တော့ would you mind to bring in me that book please အဲ့စာအုပ်လေးကိုယူဆောင်ပေးပါလားကျေးဇူးပြု၍စသဖြင့်နော် Now would you mind uh guiding me to the bank please ကျွန်တော်ကိုဘဏ်ဘယ်လိုသွားမလဲဆိုတာကိုညွှန်ပြပေးပါလားလမ်းညွှန်ပေးပါလားလမ်းညွှန်ပေးပါအောင်လားလေရတယ်နော် Would you mind to pay in, in cash please အာ pay in cash ဆိုတာစာနဲ့ပေးတယ်ပေါ့ကွာအာ okay ပေးတော့ဘာညာလို့မဟုတ်ဘူးပေါ့နော်ဒါကတော့သူရ request ခုခုလောက်ပေးဖို့အတွက်တောင်းဆိုတာခွန်းတောင်းတာเนาะအဟုတ်ပြီအခုကက invitation invitation ဆိုတာဖိတ်ကြားခြင်းဖိတ်ကြားတယ်ဆိုတော့ तू လည်းအမှန်တကယ်က तू လည်း question ပါပဲအနောက်မှာ question မောက်ထည့်အောင်ပေါ့ဒါပေမဲ့ဘာသာပြန်တဲ့အချိန်မှာဆိုရင်တော့ तू ကအဲ့လိုအမေးတသက်မဟုတ်ဘဲနဲ့ तू ကဖိတ်ကြားတာပေါ့နော်ဥမာပြောမယ်ဆိုလို့ရှင်အာ would you please take a seat time ပါအောင်လားอืม ထိုင်ပါအောင်လားဒါလည်း invitation နေရာလေးဖယ်ပေးပြီးတော့မှထိုင်ပါအောင်လားပုံစံမျိုးပေါ့နော် would you have another cup of coffee coffee ထည့်ယူမလား would you have another cup of coffee coffee ထည့်ယူပါအောင်လား would you come to our wedding party next week နောက်တစ်ပတ်ကျရင်ကျွန်တော်တို့ရဲ့မင်္ဂလာဆောင်ပွဲကိုမင်္ဂလာပွဲကိုလာခဲ့ပါလားလာခဲ့ပါအောင်နော်နောက်တစ်ခုက would you have a dinner with us on sunday ကျွန်တော်တို့ ਨੇ ညစာစားပါလားတနင်္ဂနွေနေ့ကြာရင်ဒါမှမဟုတ်တနင်္ဂနွေနေ့ကြာရင်ကျွန်တော်တို့ ਨੇ ညစာစားပါလားစားခဲ့ဖို့ဖိတ်ခေါ်ပါတယ်စသဖြင့်เนาะနောက်တစ်တစ်ခါတော့ Oh would you like some milk အာနော်နိုယူမလားနောက်တစ်တစ် Would you like some sandwich sandwich မုံလေးယူပါအောင်လားဒါကဒီ invitation ဖိတ်ကြားချက်ပုံစံမျိုးပြောတာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကကြတော့ make arrangement ပေါ့နော် make arrangement အစီအစဉ်ချမှတ်ခြင်းတခုခုလုပ်ရန်တိုင်ပင်တာပေါ့ကြားရအောင်ပုံစံမျိုးမြန်မာဆိုလို့ရှင်ကြားရအောင်မယ်လေကွာအဲအဲ့လိုဒါလောက်ကြရအောင်ဒါလောက်မယ်လေကွာအဲ့လိုပုံစံမျိုးပေါ့မြန်မာလိုဆိုလို့ရှင်အိုးမပြောမယ်ဆိုလို့ရှင် our uh, what do we do our homework now ငါတို့အင်စာလောက်ကြရအောင်လေအခုအခုငါတို့အင်စာလောက်ကြရအောင် our uh, what do we prepare dinner for our friend ငါတို့တငယ်ချင်းတွေအတွက်ညစာပြင်ဆင်ကြရအောင်ညစာလောက်ကြရအောင်ချက်ကြရအောင် What do we study our new lesson? ငါတို့ရဲ့သင်ခန်းစာအသစ်ကိုလေ့လာကြရအောင်လေလေ့လာကြမယ်လေကွာဒါတွေအားလုံးဒီဒါတွေမကဘောအများကြီးပဲကိုကြိုက်တယ်လို့ပုံစံမျိုးလဲသုံးလုံးရပါတယ်ဗောနော်ဒီဟာအဆင်ပြေတဲ့ပုံစံမျိုးအဆင်ပြေတဲ့စကားစုတွေထည့်ပြီးတော့လေ့ကျင့်လို့ရပါတယ်မြန်မြန်လေ့ကျင့်ရင်မြန်မြန်ရပါလိမ့်မယ်ဟုတ်တယ်နော် ဒါဆိုရင်တို့တို့ရဲ့ structure လည်းတိခဲ့ပြီးပြီဘယ်မှာသုံးမှာလဲဆိုတာလည်းတိခဲ့ပြီးပြီ အခုတခါကတို့ဘယ်မှာသုံးမလဲဆိုတကယ်လို့ yes no question မေးမယ်ဆိုရင် you you yes no yes no question မေးမယ်ဆိုလို့ရှင်ဟိုအရင်တိုင်းလိုပါပဲเนาะအာဆို what yes i am what no i wouldn't ပြန်ဖြေတဲ့ဆင်မယ်ဥပမာ would you go for a walk လမ်းလမ်းလျှောက်မလား yes i would no i wouldn't เนาะအဲ့လိုမျိုးပြန်ဖြေတယ်ဒါပေမဲ့တကယ်လို့စကားပြောဆိုရင်ဒီလိုဖြေလို့ရသေးတယ် what you come to our wedding next week အဲအဲ့လိုမျိုးဖိတ်ကြားတဲ့နေရာမျိုးပါပြောမှာဆိုလို့ချင်း yes i want to မပြောဘဲနဲ့ဆိုတော့ of course yes တုံးရတယ်ဒါမှမဟုတ် exactly အဲ့လိုပြုံမျိုးပုံစံမျိုးလည်းပြန်ပြောလို့ရပါတယ်ဗောနော် ဟုတ်ပါပြီဒါတွေအားလုံးဒီ world ကျအတုံးတုံးတွေပဲဖြစ်ပါတယ် အားလုံးမင်္ဂလာပေါင်းနေဖြစ်ဆုံးပါစေဒီ channel လေးကို subscribe လုပ်ထားပေးဖို့တော့မမေ့ပါနဲ့เนาะ have a happy life